။လုံးဝမင်္ဂလာပါ။အော်တိုဘာလ20ရက်နေ့အတွက်ညနေပိုင်းကမ္ဘာရွှေဈေးအတော်လာတွေကိုတုံ့တက်ပြပေးတော့ပါမယ်။ကမ္ဘာရွှေဈေးကတော့ဒီနေ့မှဆိုရင်တော့4210ဈေးတန်းနဲ့4290ဈေးတန်းကြားမှာပဲဈေးအတက်ကြနဲ့ဈေးညိနေတဲ့အနေအထားမှာရှိရဲ့။လက်ရှိမှာဆိုရင်တော့ကျွန်တော်4255ဈေးတန်းကိုရောက်နေတာပဲဖြစ်ပါတယ်။ဆိုတော့ လက်ရှိချိန်ဒီမှာဆိုလို့ရှိရင်တော့ဒါကမ္ဘာရွှေဈေးက4290ဈေးတန်းက resistance ဈေးတန်းအနေနဲ့ရှိနေတယ်ဈေးတက်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ4290ဈေးတန်းကိုစောင့်ကြည့်ရပါမယ်ဒီဈေးတန်းပေါ်ဖောက်တက်နိုင်မှသာလျှင်ကမ္ဘာရွှေဈေးက4300ဈေးတန်းနေအာ4300ဈေးတန်းအထက်တွေကိုပြန်ပြီးတော့ရှောင်းနိုင်မှာပဲဖြစ်ပါတယ်အဲဆိုတော့ဈေးကြဖို့အတွက်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ4210ဈေးတန်း support ဈေးတန်းကို ဖောက်ကြနိုင်ခြင်းမရှိသေးတဲ့အတွက်ကြောင့်မို့လို့4210ဈေးတန်းကိုစောင့်ကြည့်မယ်။ဒီ4210ဈေးတန်းအောက်ကိုဖောက်ကြခဲ့မှသာလျှင်ကမ္ဘာရွှေဈေးက4190ဈေးတန်းနဲ့4100ဈေးတန်းဝန်းကျင်တွေထိကိုပြန်ပြီးတော့မှဈေးကျလာနိုင်မှာပဲဖြစ်ပါတယ်။ က်ရှိမှာ4280ဈေးတန်းကိုစောင့်ကြည့်မယ်ဒီဈေးတန်းအပေါ်ကိုဖောက်တက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမျိုးစုတွေနေရေးလို့အဝယ် order လိုက်နိုင်တယ်ဘယ်ဈေးတန်းတွေမှာအမြတ်ပိုင်းဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့4280 4300ဈေးတန်းဝင်ခြင်းတွေမှာမျိုးစုတွေနေတေချာတဲ့အမြတ်ကိုပိုင်းဖြတ်ထားနိုင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့4280ဈေးတန်းအထက်ကိုဖောက်တက်နိုင်ခြင်းမရှိသေးဘူးဆိုလို့ရှိရင်တော့ဒီဈေးတန်းမှာရေးလို့အယောင် order လိုက်နိုင်တယ်ကျွန်တော်တို့ဘယ်နားလေးမှာကျွန်တော် အမြတ်ပိုင်းဖြတ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီ4230စီတန်းဝင်ကြတာမှာမေဆိုရီနေတာအမြတ်ပိုင်းဖြတ်နိုင်ပါတယ်။နောက်ပြီးတော့ကပတ်ရွှေစီက4210စီတန်းအောက်ကို ဖောက်ကြခဲ့ပြီဆိုလို့ရှိရင်လည်းဒါမိတ်ဆွေတို့အနေနဲ့ရေတို့အယောင် order လိုက်နိုင်တယ်ဒီ4180စီတန်းဝင်ခြင်း4180စီတန်းဒီစီတန်းဝင်ခြင်းတွေမှာမိတ်ဆွေတို့အနေနဲ့ပြန်ပြီးတော့မှအမြတ်ပိုင်းဖြတ်ထားနိုင်ပါတယ်စီတက်ဖို့အတွက်ဆိုလို့ရှိရင်တော့4290စီတန်းကိုစောင့်ကြည့်ရပါမယ်4290စီတန်းအပေါ်ကိုဖောက်တက်ခဲ့ပြီဆိုလို့ရှိရင်တော့ခွာရွှေစီကအတက်ဖက်ကိုအကောင်းနိုင်ပါတယ် နောက်ပြီးတော့ဒီ video လေးကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာကမ္ဘာ့ရွှေရောင်းဝယ်လုပ်ငန်းကိုစိတ်ဝင်စားလို့လေ့လာချင်တဲ့မိတ်ဆွေတွေရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်လေးကိုမှတ်ထားပြီးတော့မှ Viber Telegram ကနေတဆင့်ကျွန်တော်စီမှာအသေးစိတ်လာရောက်ပြီးတော့မှစုံစမ်းနိုင်ပါတယ်ခင်ဗျာ